တပိတော်တပိတော်တဲ့ဒီမှာဦးစင်းကြည့်နေလို့တပိတော်တဲ့ပြောလိုက်အောင်နော်ကျွန်တော်အဲ့ဒီ38နဲ့388ကိုကျွန်တော်မွေးကနန်းထောက်ထားပြီးတော့ကျွန်တော်မျော်တဲ့အချိန်ကဒီမှာ388ကျွန်တော်ဒီနှစ်ခါရဲ့ကြပြီးတာနဲ့သူ့ရဲ့အောက်မှာထည့်မယ်ဟောလေနော် ဒီမှာတော့တခါထည့်ပြီးတော့သုံးခွင့်ချင်းထည့်သေးတယ်ထည့်ပြီးတော့ဝေးမကြဘူးဒါပေမဲ့ပြီးခဲ့ဒီနေရာမှာသုံးထည့်ကြရင်တော့ပါနှစ်ခါဒီမှာထည့်မယ်ဆိုပြီးအခုဒီနေရာမှာသုံးထည့်တော့ကြပါတယ်သူက3ရှစ်ရှစ်ဒီရောက်ဒီမှာကြီးထွက်သွားတော့เนาะကျွန်တော်ဒီ site ကိုကအချိန်မရောက်သေးတာလည်းပါတယ်မပြောဖြစ်တာကအချိန်ကမရောက်သေးဘူးဆိုတော့ကျွန်တော်လည်းမပြောဘူးပေါ့ตัวนี้อุ้มมากว่า10 都会呢不来是吧？我这边弄什么？不在这打工，人家才信。嘛来走走呗，那没关系。是吧？我弄什么不在这？喏，这看的、嗯、嘛，你没关系，这边弄什么，你没关系，人家才来弄个没事。哎，你嘛，哎你嘛，我把别的弄走。哎，你没关系，人家在你这嘛。你没关系，人家在你这嘛，对。 ဟုတ်ดิ367ဆိုတဲ့ကနေသူကအော်တိုလိုက်ပေါက်တာအဲ့ကနေနော်ဒါဆိုရင်ဒီမှာနေဥမကွာရှေ့ရိုက်ပြီအဲ့ဒီနေ့တည်းမှာ663အော်တိုလိုက်ပေါက်နော်6ခါအငြိနေနေကြီးပေါက်တာအဲ့မနစ်ကလည်းသူကဒီနေ့ဥကွာရှေ့ရိုက်ထားတဲ့နေ့တည်းမှာ6ခါအငြိနေ663အော်တိုသူထည့်သွားတာကျွန်တော်တို့မမိလိုက်အဲ့တော့သူ့ရဲ့နောက်နေ့မှာအဲ့ဒီကွာရှေ့ရှစ်ပါဝါပရိတ်သုံးလို့ရိုက်ပြီအဲ့ဒီရှေ့ရဲ့သုံးရင် ဒီ3ခါရဲ့ကျွန်တော်ကအဲ့ဒီမှာ633ဆိုတဲ့ဌာနကအဲ့ဒီနှစ်ထဲကလိုက်ထွက်တယ်ပေါ့နော်ဒါပေမဲ့သူကအဲ့မှာထူးခြားချက်ကအဲ့ဒီရှစ်ဒီပထမဦးဆုံးချစ်ထိတ်လို့စကြရင်ချစ်စက်နှစ်နဲ့သူကြတာချစ်စက်နှစ်နဲ့ချစ်ထိတ်စီကြပြီးသွားမှ နောက်ထပ်တစ်ကြိမ်ကို63ပါဝါအတွဲနဲ့နော်ကျွန်တော်တို့ဒီ633ဆိုတဲ့ဌာနဘာရှစ်3ခါပြိတ်3နော် အဲ့ဒီလိုထွက်တာအဲ့တော့ကျွန်တော်အဲ့မှာဟေးဟုတ်ပြီဒီကောင်ရှစ်ထိတ်ကြသွားပြီနောက်တစ်ခါ83အခွလာရင်သူကဒီ3ခါနဲ့တွဲလာမယ်ဒါဆိုရင်ဒီကဏ္ဍအဲ့ဒီအခုကျွန်တော်ပြောတဲ့ဘွားရှစ်ရယ်ဟာဒီပရိတ်3ရယ်ဗျာ83အတွဲနဲ့ကဏ္ဍသည်ကျွန်တော်တို့ရှေ့1 2 3 4 5 6 9 8နှစ်မြောက်ထဲက3ရှိရှိเนาะဒီမှာ3ရှိရှိအဲ 338ပေါ့နော်သူကလာထွက်တာအဲ့မထွက်ခင်60နှစ်အခွာအရင်ကြပြီးမှသူကလိုက်တာအဲကျွန်တော်အဲ့လိုမှတ်ထားတာဟုတ်ပြီနောက်ဆိုရင်ဒုတိယကပ်မှာဒုတိယကပ်မှာဖတ်ရှစ်နော်နှစ်ဦးမှာဝါရှစ်လို့ရိုက်တယ်ရှစ်ရက်ပါဝါပရိသတ်3လို့ရိုက်တယ်အဲ့ဒီဝါရှစ်ရက်ပါဝါပရိသတ်3လို့ရိုက်ပြီးအဲ့ဒီရှစ်3ဒီသူ့ရဲ့နောက်နှစ်မှာ83ဆိုပြီးတော့ရှစ်ထိပ်စကြတာ ਨੇ 3ပိတ်နဲ့ကြတယ်နော် ပထမကတ်မှာရှစ်ထိပ်စကြတာနှစ်အပိတ်နဲ့ကြဒုတိယရှစ်လိုအတန်ကြရင်ရှစ်သုံးခွတယ်ဒါဆိုရင်ဒီမှာလဲရှစ်သုံးခွသွားပြီရှစ်ထိပ်စကြနောက်တစ်ခါရှစ်လိုတန်းရင်ဒီဟာရှစ်ပါပါသုံးခုနဲ့ခွထွက်တယ်အဲ့ဒီနေရာမှာကျွန်တော်ကနှစ်ဦးမှတည်ခဲ့တဲ့ငါးခါကငါးခါနဲ့ထွက်တယ်နော်ဒါဆိုရင်အဲ့ဒီကဏ္ဍကလည်းကျွန်တော်တို့ခုနကရေးလိုက်တာ2 4 6 7နှစ်မြောက်เนาะအခုလည်းဒီ9 3 8ဒီ7နှစ်မြောက်ကကဏ္ဍ2 4 လျှောက်၈နှစ်မြောက်ခဲကတည်းက၅၃ရှေးဆိုတာဒီထွက်တယ်နော်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30အခုနှစ်နှစ်ဒီလောက်မှာဒီဒီဆောခုနှစ်နှစ်ရှင်းနေကြရမှာထားလိုက်ပါတော့음ညောငါ38ညောအဲကောင်းနေမှာရှိတယ် အဲထလိုက်နော်အဲ့ဒီ38ကို38ကိုကျွန်တော်ဒီ9ခါနဲ့တွဲထွက်တာလား38တွဲလားပေါ့နော်ကျွန်တော်တို့အဲ့ဒီမှာသူကထွက်တယ်ဒါဆိုရင်ကျွန်တော်တို့အခုနောက်ဆုံးကတ်မှာကျွန်တော်တွေးထားတာကဒီကွာရှေ့ရိုက်ပြီးရှစ်ပါဝါပရိတ်3ထွက်ပြီးနော်အဲ့ဒီထဲမှာ36လဲအော်တိုထွက်ပြီးထူးခြားချက်ကအဲ့ဒီကွာရှေ့သူ့ရဲ့နောက်နှစ်မှာရှစ်ထိတ်စားကြရှစ်ထိတ်စီက၄နောက်ပိနေကြ နော်ရှစ်ထိပ်က၄ဘိတ်နဲ့ကြာအဲ့ဒီရှစ်တိနောက်တစ်ခါပြန်ပေါ်ရင်သူက၈၃ခွနဲ့ပေါ်မယ်ဒီလိုမျိုးပေါ်မယ်ဗောကျွန်တော်အဲ့လိုတွေးထားတာတွေးထားတဲ့အခါကျတော့အဲ့ဒီ၈၃ကိုကျွန်တော်ကဒီခွန်ခါနဲ့ကတ်မလားဒါမှမဟုတ်ရင်ကျွန်တော်တို့အရှိ6နှစ်မြောက်လား7နှစ်မြောက်လား2 4 6 8နှစ်မြောက်เนาะ8နှစ်မြောက်က38အတွဲနဲ့ကနန်းဆိုရင်ဒီ38တကွက်တည်းရှိတာဆိုကျွန်တော်အဲ့လိုမျိုးရေးထားတယ်တော့ ဒီနေရာမှာကျွန်တော်က838နဲ့388ဒါလေးကမွေးကနန်းဆိုပြီးကျွန်တော်မိမှာကြောက်လို့မှတ်ထားတယ်။ပြီးတော့အဲ့ကောင်ကိုကျွန်တော်အကြိမ်ကြီးဖမ်းထားတာကလူတွေခြေပေါင်းခွန်ပါနော်။ခြေပေါင်းကိုခြေပေါင်းခွန်လို့ဖြစ်ပြီးတော့ဗရိတ်ကိုးဆောင်မှသူကထွက်တယ်။ဒီမှာကျတော့ခြေပေါင်း30ခြေပေါင်း8ဗရိတ်8ဆောင်မှထွက်တယ်။နော်။ကိုးဗရိတ်8ဗရိတ်အဲ့ဒီမှာကျွန်တော်ကလိုက်ကြည့်တော့သူကအင်း ခွန်ပရိဇောမှမြန်ထွက်မလားဆိုဒီမှာလဲရေးထားသေးတယ်388နဲ့ခွန်38နောက်တစ်ခုကဒီပွဲမှာတစ်ခါထည့်တာလေအဲ့ဒီမှာကျွန်တော်ဗာနဲ့ထည့်တော့ဆိုတော့သူကအဖေအရှင်ရှင်လေးခွန်ကား၈ထိပ်စီတပွဲကြော်ဒါဆိုရင်ဒီမှာကျွန်တော်တို့ခွန်ကား၈ထိပ်စီရဲ့တပွဲကြော်ထွက်တယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာခွန်ကား၈ထိပ်စီတပွဲကြော်မှာထွက်ကြမယ်နော်အဲ့လိုမျိုးကျွန်တော်တွေးကြည့်လိုက်တာ ဲ့လိုတွေးကြည့်လိုက်တဲ့အခါကျတော့ကျွန်တော်တို့အဲ့ဒီကောင်ကိုဒီမှာထည့်မယ်ဆိုရင်သူ့အပေါ်မှာနှစ်ခါဆိုတာကြိုထည့်ရမှာနော်ဘာလို့လဲဆိုတော့အဲ့ဒီ80နှစ်အခွာဒီ7ပါဝါ3လို့ပြန်ကြရင်သူကနှစ်ခါအောင်မှကြတာဒါဆိုရင်80နှစ်ပြီးတော့83လို့ခွာတယ်အဲ့ဒီရှေ့ဒီခွာရှေ့ဒီ7ပါဝါ3လို့ပြန်ကြရင်သူကနှစ်ခါအောင်ကြတာနော် အဲ့ဒီနှစ်ခါဟောကြတယ်နော်ဒီမှာကျွန်တော်ကနှစ်ခါကြာသွားတာမေ့သွားတယ်ပြီးခဲ့တဲ့ပွဲကနှစ်ခါကြာသွားတာဒီမှာနှစ်ခါတော့သွားထည့်နော်အဲ့တော့ကျွန်တော်တို့ကဒီအပေါ်မှာတော့ထည့်သေးတယ်ရှစ်ခွန်သုံးမထွက်ဘူး तू အဲ့မှာနှစ်နှစ်ခွန်လို့ तू ထွက်တာနော်နှစ်နှစ်ခွန်လို့ तू ထွက်လိုက်တာ ਨੇ အဲ့ဒီနှစ်ခါရဲ့အောက်မှာ3ရှစ်ချေဆိုတဲ့ကနေထွက်တယ်ကျွန်တော်ရေးထားတာကဒီမှာတစ်ပွဲ ဒီနေရာမှာတပွဲပေါ့နော်ကျွန်တော်ဘရိတ်ခွန်ဆောင်လားဆိုပြီးထည့်ထားတဲ့ဒီမှာတပွဲနောက်ခွန်ခါ၈ပိတ်အဲခွန်ခါ၈ထိတ်စီးရဲ့တပွဲကျော်ဆိုဒီပွဲဒါပေမဲ့ကျွန်တော်လုံးမမေ့သွားတာကနှစ်ခါအောက်ဆိုတာကိုမေ့သွားတာအခုထွက်သွားတယ်နော်၃၈၈တဲပဲသူထွက်တယ်ပြီးရောနော်အဲ့ဒီ line နဲ့မှာအဲ့ဒီ line နဲ့မှာနောက်ထပ် နောက်ထပ်ကစားတရားကဏ္ဍတစ်ခွက်ကြံလေးတယ်နော်တခါတည်းပြောလိုက်မှတ်ထားအဲ့ဒီနှစ်ထဲမှာသူက6ထိပ်စည်းလို့ကြားလိုက်တဲ့အောက်မှာ6နှစ်ခတ်ဗရိတ်ကိုတစ်တစ်ခွန်ထွက်တယ်နော်သူကလည်းဂွားရှစ်ကဏ္ဍမယ်နှစ်ဥမာကသူကဒီဂွားရှစ်တွေရှစ်ပါဝါ3နေရိုက်ခဲ့တာဟုတ်နော်အဲအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့6ထိပ်စည်းရဲ့အောက်မှာနော်တစ်ခွန်ခွန်ဆိုတဲ့ကဏ္ဍထွက်တယ် ်နှစ်ခါတောင်ထွက်တယ်နှစ်ခါလုံး6ထိပ်အောက်မှာပဲထွက်တယ်เนาะအဲ့ဒါဆိုရင်ကျွန်တော်မိတ်ဆွေတွေတတိထားတော့ပေါ့เนาะတတိထားတော့ဒါဆိုရင်အခုကျွန်တော်တို့ဒီနှစ်ထဲမှာ6ထိပ်စီးရဲ့အောက်ဆိုတော့6ထိပ်စီးထွက်တော့ငါသူမထွက်သေးဘူးเนาะအဲ့အဲ့ဒီမှာတော့သူကခွန်နောက်ပိတ်နဲ့ဘူးတော့ထွက်တယ်เนาะဒါလေးလေးတစ်ချက်တော့သိထား နောက်တစ်ချက်ကအဲ့ဒီပရိသုံးအဲ့ဒီနှစ်ထဲမှာသုံးထိလို့ကြအောက်တပွဲကြုံမှာပြန်ရာကနန်းကြတယ်နော်နောက်အဲ့ဒီဘတ်ရှိရှစ်ပါဝါပရိသုံးအဲ့ဒီပရိသုံးဒီအဲ့ဒီနှစ်ထဲမှာသုံးထိစီကြအောက်တပွဲကြုံမှာပြန်ကြကြတယ် ဲ့ဒီကောင်က၃နောက်ပိတ်ကထိတ်တည်တော့ပါဒါပေမဲ့ပြီးခဲ့တဲ့ကျွန်တော်တို့ဒီမှာ၃ထိတ်စီကြတယ်တပွဲကြုံမှာမထွက်သေးဘူးပြန်ကြအခု၃ထိတ်စီကြပြီသူ့ရဲ့အောက်တပွဲကြော်ဒီနေရာမှာပြန်ရကြအောင်မလားနော်အဲ935ဘေးမှာ ပြန်ကြကနန်းတွေအများကြီးရှိတယ်။အဲ့ဒီပြန်ကြကနန်းကိုကျွန်တော်နေ့နေ့ခွန်လို့ပဲထည့်ထားတာ။နော်။တကယ်လို့သာဒီနေရာနေ့နေ့ခွန်ကြရင်388ကပြန်ထိုးရအောင်မသဘောရှိ။နော်။ကျွန်တော် ရှစ်ရှစ်ကငါစီမှာရှိပါတယ်ရှိပါတယ်လိုက်စင်းစားရဘယ်ဟုတ်မတော့ဘိုးတော်ကကျွန်တော်ကအချိန်ကြီးမရောက်သေးဘူးဆိုပြီးตาလေးငြိမ်နေတယ်မွေးခနန်းဆိုတော့ဗျာနော်အဲ့လိုမျိုးလဲကျွန်တော်တွေးလိုက်တာဗောသုံးရှစ်ရှစ်တူရှစ်ဘူးတွေကိုသူကထွက်သေးတာအဲ့ဒီနေ့တည်း အဲ့တော့38ခွပြီးတာနဲ့နော်ကျွန်တော်တို့အဲ့ဒီ38ခွပေါ့နော်ကျွန်တော်တို့338လို့ထွက်ပြီးသွားတာနဲ့သူ့ရဲ့ဇောင်းကပရိင္းပရိင္းကိုကိုးထိတ်စီးနေပရိင္းလို့ပဲသူထွက်တယ်နော်အဲငါပရိ6ပရိဖြစ်နေနော်အဲကိုးထိတ်နဲ့ပရိ6ဗျာကိုးထိတ်ပရိ6ဒီမှာကိုးထိတ်ပရိင္းဒီမှာတော့ငါပရိငါပရိသူငါပရိဘေးတွေထွက် ီမှာကငါးပရိတ်ဘေးမဟုတ်ပဲကျိုးတယ်နော်မှတကယ်ဆိုငါးပရိတ်ဘေးဒီပွဲမှာလည်းကစားလို့ရတယ်အဲ့လိုမျိုးအတူအောက်မှာတော့ကိုကိုထိတ်နဲ့ပရိတ်6ကိုထိတ်နဲ့ပရိတ်5ကိုထိတ်ပရိတ်၄ရင်းမြန်လာအောင်မလားမသိဘူးလေနော်ကျွန်တော်စစ်ကြည့်ရပါမယ်ကျွန်တော်ကအဲ့ဒီ line ထဲမှာ ခွန်ရှိကိုသူကသုံးထိတ်ထဲ့သွားတာတော့အမှန်ပဲဗျသူကအဲ့လိုင်းကသုံးထိတ်ထဲ့သွားတာတော့အမှန်ပဲသူကလေးနောက်ပိတ်ဆောင်မှပြန်ရကြခြင်းကိုအပေါ်တပင်ကျော်မှသုံးထိတ်ကျူထဲ့ဒီမှာလည်းပါကဏ္ဍလေဒီကဏ္ဍက383လာတော့33လုံး3ထွိုင်းထွက်ဩ3ထိတ်နဲ့ဗရိတ်ကို ဒီလေးရဲ့ပါဝါကိုတုံးထိတ်နဲ့ဗရိတ်ကိုလို့ထွက်ပြီးမှအောက်တပွဲကြောင်မှပြန်ရကြတာအဲဟုတ်တယ်ကျွန်တော်စွဲတာဒီမှာနော်လေးနောက်ပည့်ရဲ့ဇောင်းမှပြန်ကြကြဖို့ဟာအဲ့ဒီလေးရဲ့ပါဝါအပေါ်တပင်ကြောင်မှတုံးထိတ်နဲ့ဗရိတ်ကိုအဲဆိုရင်အခုကျွန်တော်တို့ဒီမှာလေးနောက်ပည့်ရဲ့ဇောင်းမှပြန်ကြကြဖို့ဟာအဲ့ဒီလေးရဲ့ပါဝါအပေါ်တပင်ကြောင်မှတုံးထိတ်နဲ့ဗရိတ်ကိုအဲသူကအဲ့လိုအဲကြောင့်မို့ဒီနေ့ကကျွန်တော်ဘာလို့တုံးထိတ်ထည့်ထားပါလေလို့ တွေးနေတာအခုမှမှတ်ရအဲ့တော့အဲ့တော့တခါတည်းချထည့်လိုက်မယ်နော်အဲ့တော့တုတ်ထိတ်ပရိတ်ကိုးထွက်ပြီပေါ့ဗျာနော်ဟုတ်တယ်ဘွဲကြုံကဘွဲပြန်ကြခဏန်းကြမယ်၄နောက်ပိတ်ပရိတ်ခွန်၄နောက်ပိတ်ပရိတ်ခွန်ကိုဒီက၄၃နောက်ပိတ်နှလုံးထောက်နော်၄နောက်ပိတ်နဲ့ပရိတ်ခွန်ဒီမှာက၄နောက်ပိတ်နဲ့ပရိတ်ရှိ၄၃နှလုံးထောက် အဲ့ဒီ၃ကမှဒီမှာတက်ပြီးတော့၃ထိပ်စီးနဲ့ဗရိတ်ကိုးလို့ရိုက်တယ်အောက်တပွဲကြုံမှာပြန်ကြเนาะအောက်တပွဲကြုံမှာပြန်ကြအဲ၃ချက်ကဒါဆိုဒီနေရာမှာပြန်ကြသွားလို့ရတယ်เนาะအခုဒီမှာ၄000ပြီ3000မဟုတ်ဘူးဗျ၄နောက်ပိတ်ရအောင်ဒီနေရာကိုပြန်ရကြခိုင်းလာအဲ့တော့3 4လို့ထောင်ပြီ4နောက်ပိတ်နဲ့ဗရိတ်ကိုးလို့လည်းရိုက်ပြီအဲ့ဒီ4နောက်ပိတ်နဲ့ဗရိတ်ကိုးရိုက်ထားလေ၄ရဲ့ပါဝါ တုံးထိတ်စီအငိမ့်နဲ့ပရိတ်ကိုဆိုပြီးတုံးရှိရှိဒီဂျိုထဲ့သွားတာဩဟုတ်ပါကွာอืมဟုတ်တော့သုံးပိတ်၄ပိတ်၄နောက်ပိတ်နဲ့ပရိတ်ခွန်ဆောင်သူက၉ပရိတ်ပြီးမှာသုံးပိတ်၄ပိတ်နောက်၈ပရိတ်ပြီးမှာကြာကြာ ရှစ်ပရိပ္ပိဒီမှာကျတော့ခွန်ပရိပ္ပိမှာပြန်ရကြ၃ပိတ်၄ပိတ်ရဲ့စောင်းတပင်ကျော်မှာ၃ထိတ်နဲ့ပရိကူဟာဟုတ်ပါတပင်ကျော်မှာ၃ထိတ်နဲ့ပရိကူကြပြီးပြန်ကြအဲဒါဆိုရင်တပင်ကျော်မှာ၃ထိတ်ပရိကူထွက်ပြီးမှသူ့ပေါ်ကနေပြန်ကြပြန်ကြကြဟုတ်ပြီအဲ့ဒီပြန်ကြကြတယ်တဲ့ဘာကနန်းနေကြတာလဲဆို ငါးထိပ်အောက်ကနေ၆ထိပ်အောက်ကနေသုံးခါပြရကနေလို့ကြားလိုက်ပါလားသုံးခါကလည်းတလုံးမှမတွေ့သုံးခါကနေတော့မတွေ့ဘူးတင်းနောက်ပိတ်ဆောင်ကနေမတွေ့တင်းနောက်ပိတ်ဆောင်ကနေမတွေ့ ဒါဆိုရင်တင်းနောက်ပိတ်ဆောင်ကနန်းဆိုရင်တော့ဩကျွန်တော်ထည့်တဲ့နင်းနစ်ခုံပဲပြန်ဖြစ်မှာအန်ဂိုက်ပဲရော့သွားစိုက်ကလာနေပြီလူကသုံးမကြဘူးနှစ်ခါအောက်ဆိုတာကိုမတွေ့ဘူးနောက်တစ်ချက်ကအဲ့သုံးထိတ်နဲ့ဗရိတ်ကိုကိုကျွန်တော်မတွေ့ဖြေဆန်းကွာတွေ့တာမဟုတ်ဘူးရေးတော့ရေးထားတယ်ဒါပေမဲ့ကိုကပြန်ကိုမစစ်တော့တာဒါတွေကဖမ်းတဲ့အချိန်မှာရောက်သေးဘူးဆိုပြီးတော့စိုက်ကိုပြစ်ထားတယ်ຕົງຊິຊິ တည်ဆန်းတည်ဆန်းတည်ဆန်းကဲညကြမနော်ညကြမကျွန်တော်ရှယ်ဆိုင်တွေလာပြမယ်ပြနော်ညကြမပြန်တွေးကြမယ်ပစ္စည်းတင်လိုက်အောင်မယ်မပြီးသေးဘူးနော်